င်္ဂလာပါရှင် MCN သတင်းဌာနကနေ့စဉ်စီစဉ်တင်ဆက်ပေးနေတဲ့ Business Today စီစဉ်ကကြိုဆိုပါရစေ။ဒီစီစဉ်ကလည်းနေ့စဉ်နိုင်ငံတကာသုံးွေကြေးပေါက်ဈေးနှုန်းတွေနဲ့အတူရွှေဈေးနှုန်းဆက်သုံးစီဈေးနှုန်းနဲ့ဆန်ဈေးနှုန်းပေါင်းစီးပွားရေးဆိုင်ရာထူးခြားမှုသတင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။အခုပထမဆုံးအနေနဲ့နိုင်ငံတကာသုံးွေကြေးပေါက်ဈေးနှုန်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဒီကနေ့2019ခုနှစ်ဖေဖော်ဝါရီလ22ရက်ဗုဒ္ဓဟူးနေ့အတွက်ပြည်ရင်းပြည်ပမှာလဲလှယ်နေတဲ့ငွေကြေးဈေးကွက်တွေမှာဆိုရင်တော့ American Dollar ကိုမြန်မာကျပ်ငွေ1360ကျပ် ဥရောပတယူရိုကိုမြန်မာကျပ်ငွေ1433ကျပ်စင်ကာပူဒေါ်လာကိုမြန်မာကျပ်ငွေ958ကျပ်တရုတ်ဒီယွမ်ကိုမြန်မာကျပ်ငွေ169ကျပ်အိန္ဒိယဒရူဘီကိုမြန်မာကျပ်ငွေ20ကျပ်မလေးရှားဒရင်းကစ်ကိုမြန်မာကျပ်ငွေ305ကျပ်နဲ့ထိုင်းတပတ်ကိုမြန်မာကျပ်ငွေ39ကျပ်ဝန်းကျင်တည်တည်ပေါက်ဈေးရှိနေကြပါတယ်ခုရပိုင်းတွင်မှာအမေရိကန်ဒေါ်လာဈေးနှုန်းတွေမြင့်တက်နေပြီပြပပေါက်ဈေးဟာဆိုရင်တော့1390ဝန်းကျင်ပေါက်ဈေးရှိနေပါတယ်ရှင် ဆက်လက်ပြီးဒီကနေ့အတွက်ရွှေစင်းလုံးခြေနေတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ဒီကနေ့ညနေထိမြန်မာရွှေစင်းကမှာ16ပဲရေတစ်ကြက်သားအယောင်စီ8,9500ကျပ်နဲ့အဝယ်စီ8,9500ကျပ်ဈေးဖြစ်ခဲ့ပါတယ်။ကမ္ဘာရွှေစင်းမှာဆိုရင်တော့တစ်ထရန်အောင်စကိုအမေရိကန်ဒေါ်လာ1,235ဒေါ်လာပေါက်ဈေးရှိနေပါတယ်။ရွှေစင်းတော့အပြည့်ရင်းရွှေဈေးကွက်မှာရောကမ္ဘာရွှေဈေးကွက်မှာပါဈေးနှုန်းတွေမြင့်မားနေပါတယ်ရှင်။ရန်ကုန်မြို့က73ဒီဈေးနှုန်းချင်းတွေကိုတင်ပြရမယ်ဆိုရင်တော့ ဒီဇယ်တလီတာကို910ကျပ်ကနေ925ကျပ်ဝန်းကျင်ပရီမီယံဒီဇယ်တလီတာကို930ကျပ်ကနေ945ကျပ်ဝန်းကျင်အော်တိန်92တလီတာကို920ကျပ်ကနေ935ကျပ်ဝန်းကျင်အော်တိန်95တလီတာကို960ကျပ်ကနေ980ကျပ်ဝန်းကျင်အသီးသီးပေါက်ဈေးရှိနေကြပါတယ်73ရည်စင်းလုံးတွေကဈေးမြင့်တက်နေပြီးတော့လက်တလုံးအမေရိကန်ဒေါ်လာပေါက်ဈေးအခြေအနေကဈေးပြန်လဲကျဆင်းနိုင်မှုမရှိသေးတာပဲဖြစ်ပါတယ်ရှင် ဒီကနေ့တော့စံစင်းလုံးပြောင်းလဲတွေကိုတင်ဆက်ပေးရမယ်ဆိုတော့အမရာစံကြတဲ့အိတ်ကိုရေသေးပေါ်မူတည်ပြီး18000ကျပ်ကနေ19000ကျပ်ပေါင်းခြင်းရှိပြီးစံချောပေါ်စားမွေးတဲ့အိတ်ကိုလည်းရေသေးပေါ်မူတည်ပြီးတော့3000ကျပ်ကနေ36000ကျပ်ရှိတယ်လို့မြန်မာနိုင်ငံစံစဘာကုန်စည်တဲ့ဝါရန်ကနေသိရှိရပါတယ်ရှင်ဆလာဘီဒီကနေ့တော့ရန်ကုန်စတောက်အချိန်နောက်ဆုံးဈေးကွက်ခြေနေတွေကိုတင်ပြအောင်မယ်ဆိုရင်တော့ First Myanmar Investment Company Limited ကအစုရှယ်ယာတစုကို 15,500ကျပ်နဲ့ဈေးဖွင့်လာပြီး15,500ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။မြန်မာတီလဝအစီစက် Holding Public Limited ကတော့အစုရှယ်ယာတစုကို4,100ကျပ်နဲ့စတင်ဈေးဖွင့်ခဲ့ပြီး4,100ကျပ်နဲ့ဈေးပိတ်ခဲ့တာပါ။မြန်မာ Citizen Bank Limited ကတော့အစုရှယ်ယာတစုကို8,900ကျပ်နဲ့ဈေးဖွင့်ထားပြီး8,900ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။ First Private Bank Limited ကတော့အစုရှယ်ယာတစုကို3100ကျပ်နဲ့ဈေးဖွင့်ထားပြီး3100ကျပ်နဲ့ဈေးပိတ်ခဲ့တာပါ ဒီကနေ့ရန်ကုန်စတောက်အချိန်ဈေးကွက်မှာ Alpha Mayer ရဲ့ရှယ်ယာဈေးနှုန်းတွေမြင့်မားနေပါတယ်ရှင်။ MCN သတင်းဌာနရဲ့ business သူတွေအစီအစဉ်ကို www.mcntv.biz နဲ့ Facebook လိုမျိုးကိုရင်စာမျက်နှာပေါ်မှာတော့ MCN TV News မြင်နေဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့ရုပ်မြင့်သံကြားအစီအစဉ်တွေမှာကြော်ညာထည့်သွင်းလို့ရဆိုရင်တော့ဖုန်းနံပါတ်39936398469ကိုဖြစ်စေ email လိပ်စာ newsroom.mcn@gmail.com ကိုဖြစ်စေဆက်သွင်းနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့ business သူတွေအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ကျမမေတင်စာပါရှင်။